်မင်္ဂလာပါရှင်ရှင်းနေရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့လမ်းမတော်မြို့နယ်လှေတန်းလန်းကွန်ကရစ်လမ်းတည်ပုံဝဲကျင်းပါတဲ့သတင်းဖြစ်ပါတယ်ရှမ်းကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်အမှတ်၄၅ရပ်ကွက်လှေတန်းလန်းအနော်ရထားလမ်းနဲ့မဟာဗန္ဓုလလမ်းကြားကွန်ကရစ်လမ်းတည်ပုံဝဲကိုနိုဝင်ဘာ၂၈ရက်နေ့နက်ပိုင်းကအဆိုပါလမ်းတွင်ကျင်းပါရာရှမ်းကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များရန်ကုန်မြို့ရဲ့စီမံသားရေးကော်မတီမှတာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများ ကျောင်းသားကျောင်းသူများပြည်သူများနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးလမ်းမဆက်သွယ်ရေးဝန်ကြီးဦးကျော်စုကအမှာစကားပြောကြားပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးလမ်းမဆက်သွယ်ရေးဝန်ကြီးဦးကျော်စုရန်ကုန်မြို့ရစီပင်သားရေးကော်မတီအင်ဂျင်နီယာဌာနလမ်းနှင့်တရားမှဌာနမှူးဒုတိယညွှန်ကြားမှူးချုပ်ဦးလင်းခိုင်ကျောက်တရားခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကနှင့်တာဝန်ရှိသူများကကွန်ကရစ်လမ်းတစ်ခုဖိတ်ချုပ်ဖြတ်ဖွင့်လှစ်ပေးကြပါသည် အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့ဖွဲ့ကလမ်းမတော်မြို့နယ်အမှတ်၄၅ရပ်ကွက်လှေဒန်းလန်အနော်ထာလန်နဲ့မဟာဗန္ဓုလာလန်ကြားကွန်ကရစ်လန်တက်အားဖြတ်တန်းကြီးစုစစ်ဆေးပြီးတက်ရောက်လာကြသူများကိုရင်းနှီးနှီးနှုတ်ဆက်ပါတယ်။အဆိုပါကွန်ကရစ်လန်တက်ကို2025-2026ဘဏ္ဍာရေးနှစ်တွင်လမ်းမတော်မြို့နယ်လှေဒန်းလန်အနော်ထာလန်နဲ့မဟာဗန္ဓုလာလန်ကြားရဲ့မူလလန်သားမှာကတ္တရာကွန်ကရစ်လန်သားဖြစ်ပြီးလမ်းအသုံးပြုမှုတက်တန်းကြမြင့်နေပြီဖြစ်တာကြောင့်လမ်းအရှိ230 ရှင်သွောလန်းအကျေ42ပီကွန်ကရစ်ခင်းဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆင်းမှန်ကန်ရေးအိမ်နိုင်ရာရောက်စစ်စစ်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆင်းမှန်ကန်ရေးအိန္ဒယာရောက်စီစစ်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနိုဝင်ဘာ28ရက်မွန်လွေပိုင်းကရှမ်းကုန်းတိုင်းဒေသကြီးအစိုးရဖွဲ့ရုံမင်္ဂလာခမ်းမာတွင်ကျင်းပရာရှမ်းကုန်းတိုင်းဒေသကြီးဝန်ကြီးချုပ်အစိုးသိရှမ်းကုန်းတိုင်းစစ်ဌာနချုပ်မှပုံမှုချုပ်တပိုင်းစောတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များရှမ်းကုန်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှတာဝန်ရှိသူများတိုင်းဒေသကြီးခရိုင်မြို့နယ်လူမှုကြီးကြရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှဝန်ထမ်းများ ခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများတိုင်းခရိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှတာဝန်ရှိသူများတက်ရောက်ကြပါသည်။ရှေးဦးစွာရှာကွန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းကအဖွဲ့အမှားစကားပြောကြားရာလွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအားအမှားရင်ကင်းရှင်းအောင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်မဲဆင်းများပြည်စုရာတွင်သက်ဆိုင်ရာဌာနများကအဆင့်ဆင့်အလေးထားပူးပေါင်းဆောင်ရွက်ရန် မဲစင်းပြည်သူရာတွင်မဲမတမမှုဖြစ်စေရေးမှန်ကန်မှုရှိအောင်ကြက်ကြက်မမတ်ဆောင်ရွက်ပေးရန်နှင့်အောင်မြင်မြင်ဖြစ်အောင်ဆောင်ရွက်သွားကြရန်စသည်တို့ကိုပြောကြပါရယ်။အဒီနောက်ရာဂုတိုင်းစစ်ဌာနချုပ်တိုင်ဦးစီးချုပ်ဘုံမှုချုပ်တပိုင်းစုံရာဂုတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်မှုဦးဆောင်နိုင်ဦးနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနရာဂုတိုင်းဒေသကြီးဦးစီးမှုယုံတိုင်းဒေသကြီးဦးစီးမှုဦးမောင်မောင်တန်းတို့ကရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းအခြေအနေအားရှင်းလင်းတင်ပြပါရယ်။ အဲ့ဒီနောက်တယောက်လာကြသူများကလုပ်ငန်းအခြေအနေများကိုဆွေးနွေးခဲ့ကြပြီးရောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းကပေါင်ဆက်ညီနိုင်ပူးပေါင်းဆောင်ရွက်ပေးကာဒီကုန်းချုပ်မှစကားပြောကြားကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်း2026 U18 အာရှဖလားခြေစစ်ပွဲစဉ်ရှင်ပြိုင်နေမှုအားကြည့်ရှုအားပေးတဲ့တဲ့တင်ဖြစ်ပါတယ်။မြမလည်ရွေးစဉ် U18 မြို့သားအသင်းနဲ့ အိုမန်လက်ရွေးစင်ယူဆက်ခွနစ်မြို့သားအသင်းတို့ရဲ့2026ယူဆက်ခွနစ်အာရှဗလာခြေစစ်ပွဲစဉ်ကိုနိုဝင်ဘာ28ရက်ညနေပိုင်းကရန်ကုန်မြို့သူဝနာဘောလုံးကွင်းမှာကျင်းပရာမြန်မာလက်ရွေးစင်ယူဆက်ခွနစ်မြို့သားအသင်းနဲ့အိုမန်လက်ရွေးစင်ယူဆက်ခွနစ်မြို့သားအသင်းတို့ရဲ့ခြေစစ်ပွဲစဉ်ရှင်ပြိုင်နေမှုများကိုရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းဒိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစိုးနဲ့တာဝန်ရှိသူများအာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့တာဝန်ရှိသူများ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ဘောလုံးချစ်ပရိသတ်များကကြည့်ရှုအားပေးကြကြောင်းသိရပါတယ်။ပွဲပြီးဆုံးချိန်တွင်မြန်မာလေရွေးစင်ယူဆက်ကနေအမျိုးသားအသင်းကနှစ်ကိုကိုမရှိဖြင့်အနိုင်ရရှိပြီးမြန်မာလေရွေးစင်ယူဆက်ကနေအမျိုးသားအသင်းအားရှောင်းနိုင်ဒေသကြီးဝင်းကြီးကျုံနဲ့အဖွဲ့ကအားပေးစကားပြောကြားကာဂုဏ်ပြုချီးမြှင့်ငွေများပေးရကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ။